တရားစီရင်မှာပဲဥရောပစုရစိမ့်နှစ်ခုကိုရယူလာနိုင်ဖို့ရှိနေတဲ့အန်တိုနီအန်တိုနီယာယမနီလုံကရီယယ်ဘက်တစ်ကဖီယွန်ယနီနာအသင်းကိုနှစ်ကျော်ပေါင်းရလက်၄ကို၃ကိုနဲ့နိုင်ရရှိခဲ့ပြီးယူဘောကွန်ဖရင့်လိဂ်ဘောလူဘက်ကိုတက်ရောက်ထားနိုင်အောင်အဒီအနေရကနေကူညီပေးနိုင်ခဲ့ပြီးရဲ့နောက်တရားစီရင်မှာပဲဥရောပစုရစိမ့်နှစ်ခုကိုရယူနိုင်တဲ့ပရမဆုံးသော ကစားမတက်ရောက်ဖြစ်လာဖို့ရှိနေပါလိမ့် ဖေဗူလာမှာယူရိုနဲ့အသင်းကနေငှားနဲ့ပြောင်းရွှေ့လာတဲ့အန်တိုနီကယမနီကဖေဗူလာနီနာအသင်းနဲ့နှစ်ကိုးစီတည်ရတဲ့ပွဲစဉ်မှာဘရီယဘတ်တီအသင်းအတွင်းဖရီကီကနေတဲ့ဆင်လှပါတဲ့တွင်းကိုတကိုတွင်းယူနိုင်ခဲ့တဲ့လို့ဘလူဘဲကိုတက်ရောက်ဈေးမဲ့ဂိုးကိုလည်းတွင်းနိုင်ဖို့အတွက်ဖန်တီပေးနိုင်ခဲ့တာဖြစ်ပါလိမ့်။အန်တိုနီယာရီယဘတ်တီအသင်းကိုရောက်လာပြီးရဲ့နောက်အဓိကနေရာကနေအခြေစမ်းပြကစားနေတာဖြစ်ပြီးယူဘာကွန်ဖရင့်လိရှစ်ပွဲစားထားရမှာ၄ဘက်တီတွင်းယူထားတာဖြစ်ပါလိမ့်။ ဒါပြင်သူဟာလာလီဂါမှာလည်း73ပွဲအစားထရမှာတွင်းကို၄ကိုတွင်းယူပေးထားပါလိမ့်။အန်တိုနီယိုရီယဘတ်တေကမေလ28ရက်နေ့မှာပိုလန်နိုင်ငံဝါဆော့မှာချဲစီအသင်းနဲ့ယူဘာကွန်ဖရင့်လိဗိုလူပဲရှင်ပြိုင်စားရမှာဖြစ်ပါလိမ့်။နောက်တစ်ပတ်မှာလည်းအန်တိုနီယိုအသင်းအောင်ဖြစ်တဲ့ယူရတဲ့အသင်းကလည်းယူဘာလိဗိုလူဘက်ကိုတက်ရောက်ထားတာလည်းပဲဖြစ်ပါလိမ့်။ဒါကလေးများရီယဘတ်တေရောယူရတဲ့ဘာဥရောပပြိုင်ပွဲတွေမှာချန်ပီယံဖြစ်လာခဲ့မယ်ဆိုရင်တော့အန်တိုနီမှာတရားစီတဲ့မှာပဲ ဥရောပစုရစိမ့်နှစ်ခုရယူနိုင်သောပထမဆုံးသောဈာမတရောက်ဖြစ်လာဖို့ရှိနေပါသည်။အန်တိုနီယိုဖေဗာရီတို့ကရီယယ်ဘတ်တီအသင်းကိုပြောင်းရွှေ့ပြီးရွာတဲ့အသင်းအတွက်ယူပါလီ၄ဝဲကစားခဲ့တာလည်းပဲဖြစ်ပါသည်။မိုင်းရနဲ့အသင်းကယူပါလိချန်ပီယံဖြစ်လာမယ်ဆိုရင်ဆူရစိတ်အခု90ရရှိလာမှာဖြစ်ပြီးအန်တိုနီကို တခုပေးရမှာလည်းပဲဖြစ်ပါလိမ့်။အဂလစီကိုပွဲစဉ်မှတိုင်းခင်အသင်းကိုထိုးနှက်လိုက်တဲ့လာမင်းရာမကိုဒေါသထွက်နေကြတဲ့ရီယယ်ဇာမမြောင် ရီမတ်ရဲ့အသင်းရဲ့ဇာမောက်တွေကလာလီဂါဖလားကိုဆုံးဖြတ်ပေးလာမယ့်အက်ဂလစီကိုပွဲစဉ်မတိုင်ခင်အသင်းကိုထိုးနှက်တိုက်ခတ်မှုပြုလုပ်လာတဲ့ဘာစီလိုနာဆူပါစတာလေးလာမီယာမဲကိုဒေါသထွက်လျက်ရှိရင်ရပါလိမ့်။အသက်18နှစ်အရွယ်သာရှိနေသေးတဲ့လာမီယာမဲကအက်ဂလစီကိုပွဲစဉ်ကံဖို့နေကနေတဲ့အထင်ကိုရောက်ရှိနေပေမဲ့လည်းလူအောင်ယုံစိုက်ခံရမှာမစိုးရင်တို့ပြိုင်ဘက်ကိုလည်းစိတ်ပိုင်းဆိုင်ရာအရောက်တိုက်ခတ်လက်တွန့်နေတဲ့သူမျိုးတော့မဟုတ်ပါဘူး။ ပိန်ဒေသီနဲ့တင်းငင်းကြောင့်ပထမဆုံးအမုံဘွားလာခဲ့တာကတော့2023ခုနှစ်စပိန်စူပါဖလားတို့ကရီယမထွက်အသင်းကိုနိုင်ရရှိပြီးရဲ့နောက်ဖြစ်ပျက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်အဲ့ဒီအချိန်တုန်းကဘာစီလိုနာသည်နောက်ခံစားမှာအရောဂျိုကဘာစီလိုနာအသင်းအတွက်ခေတ်သစ်ရောက်လာပြီးဖြစ်ကြောင်းကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဲ့ဒီအချိန်တုန်းကတစ်ဖက်အဝယ်စားလက်ကမ်းထဲမှာရှိတဲ့ရီယယ်မက်ထရစ်ဈာမတွေကတိတ်မနိုင်ခဲမရဖြစ်ခဲ့ကြပါလိမ့်။ ဒါပဲလည်း Real Madrid အသင်းက36ချိန်မြောက် La Liga ဖလားနဲ့15ချိန်မြောက် Champions League လာစကူပြီး Barcelona ရဲ့ခေတ်သစ်ကိုရောက်ပြီးဆိုတာတွေခေတ္တဆိုးပြီးတုံ့ပြန်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။အခုနောက်တဲ့ချိန်မုံမဖို့ဖြစ်လာခဲ့တာကကိုပါရီဘောလူပွဲမှာ Real Madrid အသင်းကိုနိုင်ရပြီးတဲ့နောက်လာမယ့်ရမယ်ပြောခဲ့တဲ့စကားကြောင့်ပဲဖြစ်ပါလိမ့်။လာမယ့်ရမယ်ကဒီပွဲစဉ်မတိုင်ခင် Aaron Jones စကားပြောဆိုခဲ့မှုကိုဖွင့်ရခဲ့တာကနေဖြစ်ပြခဲ့တာလည်းပဲဖြစ်ပါလိမ့်။လာမယ့်ရမယ်ကဟော်တယ်မှာ Aaron Jones စကားပြောဖြစ်ပါလိမ့်။ ကျွန်တို့တကိုးပေးရရင်လည်းပြဿနာမရှိဘူးနှစ်ကိုးပေးရရင်လည်းပြဿနာမရှိသေးဘူးဒီနေ့မှကျွန်တော်တို့ကိုဒီကောင်လေးလုံးဝကိုဘလို့မကိုမနိုင်တာပါကွာလို့ပြောဆိုခဲ့တာဖြစ်ပါလေဒီစကားကိုကြည်င်းနဲ့လာမရမယ့်ယုံကြည်မှုမန်တက်မှုကိုမြင်တွေ့ခဲ့ရပါလေတပတ်မှလည်းရီယယ်မထွေအသင်းရဲ့ဇာမော်လီကလည်းလာမရမယ့်ပြောဆိုမှုကြောင့်အကြည့်တဲ့ဒေါသထွက်နေကြပါလေရီယယ်မထွေဇာမော်လီရဲ့ဒေါသအမိကိုမှုိခဲ့သူကတော့မာလီနက်စ်ပဲဖြစ်ပါလေကိုပါလီဘလူးပဲမှာနိုင်ပွဲပြီးမှတော့သူကဘောလုံးမှာအစ်မနဲ့သူပဲအနိုင်ရပါလေဒီကနေ့ဘောလုံးအနိုင်ရတယ် ဒါအရေးကြီးဆုံးပါပဲကျွန်တော်ဘယ်သူကအကောင်းဆုံးလဲဆိုတာကိုပြသခဲ့ပါလေဒါပါပဲလို့ပြောဆိုသွားတာဖြစ်ပါလေဘာဇီလိုနာသင်းဟာဂျာရဲ့ဒုံကိုင်းနာမလန်အသင်းကိုရှုံးနေပြီးတော့ချန်ပီယံလိဂ်စင်မီဖိုင်နယ်ကနေထွက်ခွာခဲ့ရပါလေဒီလိုပဲဥရောပမှာဆေးပြက်စရာကြုံရပေးမယ်လည်းပဲမာရီနပ်စ်ကတော့လာလီယာကကျွန်တော်ရဲ့ဟာပါနောက်အင်္ဂလစီကိုပဲစင်ကကျွန်တော်ပွဲမဲ့ဖြစ်လာမှာပါဆိုတော့ဒီဘောမှာအတန်းတွေကလုံးဝမရှိပါဘူးဘာပြဿနာမှမရှိပဲမက်ထရစ်ကိုအသားလေးပဲအနိုင်ယူသွားမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ တပတ်မှာလည်း Real Madrid အသင်းရဲ့ကစားမတွေက Champions League ကနေထွက်ခွာလဲရမှုကြောင့်စိတ်ပန်းဆိုင်ရာရုပ်ပန်းဆိုင်ရာထိနာနေတဲ့ Barcelona အသင်းကို Atletico မှာနိုင်ယူပြီးတော့ La Liga ဘလောက်မျောလင်းချက်လည်းလည်းလာပြီးလှုပ်ဆောင်နိုင်ဖို့မျောလင်းနေကြတာဖြစ်ပါပြီ။ Barcelona အသင်းကဒုတိယနေရာမှာ Real Madrid အသင်းကို၄မှတ်ဖြတ်ပြီး La Liga ကိုဦးဆောင်ထားတာဖြစ်ပါပြီ။လာမယ့် Atletico ဘယ်စီမှာတော့နိုင်ရခဲ့မယ်ဆိုရင်တော့ Barcelona အသင်းတို့ La Liga Champion ဖြစ်ဖို့တေချာတော့ရှိလာခဲ့ပြီလည်းပဲဖြစ်ပါပြီ။ အော်စတြေးလျက BSD ရဲ့အသင်းတဲ့ပို့ကောင်းခဲ့တဲ့ဆိုတဲ့နေပြောင်းလီတာရဲ့စကားကိုလက်မခံခဲ့တဲ့နေပြောင်းဟောင်းအော်စင်ဝင်းကအော်စင်သင်းကချမ်ပလီဘောလူဘွဲကိုတက်ဖို့အတွက်ထိုက်တန်ခဲ့တဲ့ဆိုတဲ့နေပြောင်းမီကီအာဂျာရဲ့ပြောဆိုချက်ကိုနေပြောင်းဟောင်းကြီးဖြစ်တဲ့အော်စင်ဝင်းကကသဘောမတူကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပါတယ် ယမနီကချန်ပီယံလိဂ်ဆင်မီဖိုင်နယ်ဒုတိယကြောင်းရန်ဆိုင်ပြီးမှာတော့ PSG ရဲ့အသင်းကိုထပ်မံရှုံးနိုင်ပြီးတော့ချန်ပီယံလိဂ်ဆင်မီဖိုင်နယ်ကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။တော့နေပြလူးဝစ်အင်နီရီကေရဲ့ PSG ရဲ့အသင်းကဘလူးဘဲမှာအင်တာမီလန်အသင်းနဲ့တွေ့ဆုံတော့မှာလည်းပဲဖြစ်ပါတယ်။ PSG ရဲ့အသင်းတွေတန်းတောင်းတောင်းနာရရှိခဲ့ပေမဲ့နေပြအာရီတာကတော့ပွဲပြေးမှာအော်စတန်အသင်းကဘလူးဘဲကိုတတ်ဖို့အတွက်ပို့ပြီးတော့ထိုက်တန်ခဲ့ကြောင်းလက်ကျော်စလုံးမှာသူအသင်းက PSG အသင်းထပ်ပိုကောင်းခဲ့ကြောင်းဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပဲနေမြောက်အောင်စင်ဝင်းကားကတော့လုံးဝသဘောမတူပါဘူး။သူကတကယ်ညမမတူညီတဲ့ PSD ကိုကျွန်တော်တို့တွေးကြရတယ်လို့ပြောကြင်ပါလေ။ဘောလုံးကိုပန်ပန်နန်နန်ထိန်းချုပ်ပြီးတော့တောင်းပါတဲ့ဘောလုံးကိုအူစားပေးတာမျိုးမဟုတ်ပဲဂိုးမပေးရအောင်ကောက်ွယ်ပြီးတော့ဒါမန်နက်စစ်တွေ free kick နဲ့တောင်းငံဘောတွေကနေအခွင့်အရေးရယူတာဒီကိညမတို့ကိုအောင်မြင်မှုတွေပေးကြတာပဲ။ဆေဗန်ဆိုင်ရာရလေတို့ကတန်ပါလေလို့ကျွန်တော်ပြောကြင်ပါလေ။ပင်နယ်တီလွဲချော်ခဲ့ပေမဲ့လည်းပဲတို့ရိမ့်ရိုင်မနေခဲ့ပါဘူး။ တပတ်မှာတော့အာဆင်နယ်တင်းနဲ့ပတ်သက်ပြီးတော့ဂိုသွင်းယူဖို့မစွမ်းဆောင်နိုင်တာမျိုးထက်ခါထက်ခါကြီးကိုတွေ့မြင်ခဲ့ရပါတယ်။နောက်ဘက်လုံးရှုံမိကြည့်မယ်ဆိုရင်တော့ BSG ရဲ့အသင်းကအာဆင်နယ်အသင်းထက်ကိုပိုကောင်းခဲ့ပါတယ်။ခွင့်ရည်တွေလည်းပိုရခဲ့ပါတယ်။ပြီးတော့အန်ဒီရဲ့လုံးဝမရှိခဲ့ဘူးလို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့် BSG ရဲ့အသင်းကိုကျွန်တော်ဂုဏ်ပြုပါတယ်လို့ဝင်းကားကဖွင့်ရပြောဆိုခဲ့တာဖြစ်ပါတယ်။ BSG ရဲ့အသင်းကချန်ပီယံစူပလာရရှိဖို့အတွက်အသိပြီးမဝေးတော့ဘူးလို့ကျွန်တော်အရင်ကတည်းကပြောပြခဲ့ပြီးပါတယ်။နောက်ပြီးတော့မမေ့ပါနဲ့။သူတို့ကချန်ပီယံစူပလာရယူနိုင်ပါတယ်။ ပြင်းထန်မှာတပ်ပဲလီဘလာနဲ့ပြင်းရင်းဆူလာနှစ်ခုရယူနိုင်ပါလေကဘာဘလာကလန်ကဘာဘလာကိုလည်းရယူနိုင်တဲ့တသိန်းရောအသင်ဖြစ်ကောင်းဖြစ်နိုင်ပါလေဒါကတော့ Louis Enrique ကအတွေ့ထူခြားလွန်းသောအောင်မြင်မှုဖြစ်လာလိမ့်မယ်လို့ဝင်းကာကတုံ့တန်ပြောဆိုခဲ့တဲ့အရာလည်းဖြစ်ပါလေရေဘော်လီဘောလုံးပွဲမှာစပါးသင်းကိုတော်ဖြတ်ပြီးတော့ချန်ပီယံဖြစ်ဖို့အတွက်ရေပန်စားနေတဲ့ Man United ရေဘော်လီဘောလုံးပွဲမှာ Man United အသင်းကစပါးသင်းကိုတော်ဖြတ်ပြီးချန်ပီယံဖြစ်ဖို့အလေးတားလျက်ရှိနေပါလေ OBD ရဲ့ချက်လက်ကုမ္ပဏီကထုတ်ပြန်တဲ့ Super Computer ရဲ့ထွက်ချက်မှုအရမိုင်ရွန်ရဲ့အသင်းက Spark အသင်းထက်ပိုပြီးတော့ Champion ဖြစ်ဖို့ရာခိုင်နှုန်းများနေတာလည်းပဲဖြစ်ပါလိမ့်မိုင်ရွန်ရဲ့အသင်းက Champion ဖြစ်ဖို့90ဒသမ9ရာခိုင်နှုန်းရှိပြီး Spark အသင်းက49ဒသမ3ရာခိုင်နှုန်းအခွင့်အရေးရှိနေကြောင်းသတ်မှတ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်ဘလူးဘေးရောက်နှစ်သင်းစလုံးက Premier League မှာတန်းစင်ဆုံးထပ်မရက်တီနေကြတဲ့အသင်းတွေဖြစ်လို့လာမယ့်ရာသီဥရောပ Champions League ဝင်ခွင့်အတွက်အရေးပါနေတဲ့ဘလူးပွဲစဉ်တွေဖြစ်လာမှာအသေးကြပါပဲ။ ပြီးတော့မိုင်းလာတဲ့အသင်းရဲ့ကနေဇာမားဘော့စကိုကတော့ယူရတဲ့အသင်းရဲ့တမိုင်းအစင်လာရယူရတဲ့အသင်းကဆူဗလာဘလို့ရယူလဲဆိုတော့ကိုသိရှိထားပြီးတော့စပါအသင်းကတော့ဆူဗလာမရဘူးတည်ကြောင်း DNA Sport ရုပ်တံကနေတုံးသက်တင်ဆက်သွားတာလည်းပဲဖြစ်ပါလေမိုင်းလာတဲ့အသင်းကိုပြန်လဲကြော်ဖြတ်ပြီးတော့ကမ္ဘာတန်ဖို့အမြင့်ဆုံးကလပ်တစ်ခုဖြစ်လာတဲ့ရီယယ်မက်ထွေနာမည်ကြီး digital company တစ်ခုဖြစ်တဲ့ sport digo ရဲ့2025ကမ္ဘာတန်ဖို့အမြင့်ဆုံးလက်တွေထုတ်ပြန်ချက်မှာလာလီဂါထည့်သီးကလပ် real madrid အသင်းက ရီယာလီနံပါတ်ကြီးကလည်းမိုင်းနော့တဲ့အသင်းကိုပြန်လည်ကျော်ဖြတ်ပြီးတော့ထိတ်ဆုံးနေရာရောက်ရှိလာခဲ့ပါသည်စပါတီကိုရဖော်ပြချက်အရရီယယ်မထွေအသင်းကအမေရိကန်ဒေါ်လာ6.53ဘီလီယံနဲ့ထိဆုံးမှရှိနေပြီးတော့မာယူနာနဲ့အသင်းကဒေါ်လာ6.39ဘီလီယံနဲ့ဒုတိယဘာစီလိုနာအသင်းကဒေါ်လာ9.81ဘီလီယံနဲ့တတိယလောသင်းကအမေရိကန်ဒေါ်လာ9.59ဘီလီယံနဲ့စတုတ္ထဗိုင်မနီအသင်းကအမေရိကန်ဒေါ်လာ9.21ဘီလီယံနဲ့ပြင်ဆင်မှနေရာမှာအတီးတီးရပ်တည်နေရတာဖြစ်ပါတယ် ရီးယားမရီအသင်းကပြည်တဲ့နေ့ကအမေရိကန်ဒေါ်လာ6.36ဘီလီယံသာရှိခဲ့ရကနေအခုနှစ်မှာတော့များစွာမြင့်တက်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ယူရိုတဲ့အသင်းကတော့ယမနစ်ကအမေရိကန်ဒေါ်လာ6.2ဘီလီယံအထိထိတ်ဆုံးကနေရပ်တည်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။တတိယနေရာကနေဆက်ရမနေရာအထိအဆင့်9ကနေ130နေရာတွေမှာတော့ယမနစ်ကအသင်းတွေပဲပြောင်းလဲမရှိရပ်တည်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။တိုက်စုံစစ်သင်းမှာအခြားသောပြောင်းလဲမှုအဖြစ်အာဆင်အသင်းကအမေရိကန်ဒေါ်လာ၄.၄ဘီလီယံနဲ့ PSG ရဲ့အသင်းကအမေရိကန်ဒေါ်လာ4.26ဘီလီယံနဲ့အသင်းကိုကျော်ဖြတ်ပြီးတော့အဆင့်ကိုနေရာကိုတက်လှမ်းခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ဘယ်သင်မလို့ကိုစိတ်နှပြောင်းစမ်းမှာချမ်းသာကြပါစေခင်ဗျာ။